အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ချက်တမောပြန်လဲကြိုးစားလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကတော့ပေါ်ပူလာနောက်ကိုလိုက်တဲ့ပရိုက်တာသမားများနဲ့အလူရှင်များအကြောင်းကိုပြောလာတဲ့မောင်ရသာရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်မောင်ရသာကဘလို့အကြောင်းအရာတွေကိုပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ချက်တမောအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ တော့ဂျီကောင်မတော်မနေ့ကကျွန်တော်အဝေးဘမှုလေးတစ်ခုလုပ်ပြလိုက်တယ်ပေါ့ဆိုတော့မှချက်တော့ဟိုဆိုးဆိုးကကျွန်တော်ပြောထားတာမရှိဘူးတော်တော်များများလဲဒါဘုသဘောပေါက်ကြတယ်လူတိုင်းလည်းမြင်နေကြတာပေါ့ဆိုတော့ဒီနိုင်ငံမှာက popular ဖြစ်တာ popular ဖြစ်နေတဲ့အနေအားကိုသွားတာအပြိုင်အဆိုင် popular ကိုပံ့ပိုးတာတွေကအရင်ခေတ်စားတယ်လူကြောက်နာမည်ကြီးလာပြီလူကြောက် popular ဖြစ်လာပြီဆိုရင်အဲ့ဒီ popular ကိုပစ္စည်းတွေသွားပေးတယ်လက်ဆောင်တွေသွားပေးတယ်ဗာပေးညာပေးတဖြည်းဖြည်းနဲ့နာမည်ကြီးတယ်အဲ့နာမည်ကြီးတာရဲ့နောက်ွယ်မှာသူတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ ကြော်ညာချက်တွေကအများအားပါလာတယ်เนาะဆိုတော့ပြောချင်တာက popular ပုဂ္ဂိုလ်တယောက် popular ဖြစ်သွားတဲ့လူတယောက်ကိုအခုလိုမျိုးလုပ်နေရထက်စားရင်အခုကျွန်တော်တို့စကိုင်းဘက်မှာဆုံးပုံရရှင်လို့ဇီရီတော်မြတ်ကြီးတခြားဇီရီတော်တွေတခြားတိလရှင်စာသင်တိုက်တွေတိလရှင်ကျောင်းတွေပြုတ်ပြတ်သွားတာတွေအများကြီးရှိတယ်ခဲတော့အဲ့လိုသိန်းထောင်ချီတဲ့ကားတွေနော်လူတယောက်မှာလိုအပ်တာထက်ပိုနေတဲ့ပစ္စည်းတွေအသုံးဆောင်တွေပေးနေမဲ့အစား တကယ်လိုအပ်နေတဲ့နေရာတွေကိုခဲလို့တော့လူကြီးပို့ကောင်းပါနော်ပြောပြတာနောက်အင်းဝါဘက်မှာဆိုလက်ကြည့်တကယ်တမ်းမှုဖြတ်လို့မရတဲ့နော်ဟိုအစားထိုးလို့မရနိုင်တဲ့ဒီမင်းတို့အကြောင်းလို့အဆောက်အုံမျိုးနောက်အင်းဝါနန်းတော်ကြီးရဲ့မျိုးမျိုးတွေအင်းဝါနန်းတော်တွေရောရှိတဲ့အင်းဝါခက်လက်ရဖျားပထိုးတွေပြူချက်ပျက်စီးသွားတာတွေစကိုင်းမန္တလေးရှင်အောင်ဖျားစင်းလို့တွေရှင်အောင်ဖျားဇီတွေပြူသွားတာတွေအများကြီးပဲ ကဲရနေအဲ့ဒီဇီဒီတခုမှဘယ်ရွှေဆိုင်ကြီးရဘယ်လုပ်ငန်းရှင်ကြီးရဇီဒီတခုလုံးပြုတ်ပြီးမှမှလေကောင်းလိုက်တာဝမ်းသာလိုက်တာကြည်နူးလိုက်တာဖြစ်ရမှာဒီလိုလေဆိုတော့ကျွန်တော်ပြောတာနည်းနည်းလေးမှမှားသွားလားအဲ့တော့ကျွန်တော်တို့တယောက်ကမေးတယ်မင်းမရလို့ပြောတာလားတဲ့အစိုးရတရားအစည်းအဝေးကိုမရှိတာခဲလို့ကျွန်တော်2020တခုနှစ်ဖေဖော်ဝါရီလတရက်နေ့အာနာထင်းဖြစ်စဉ်ပြီးခဲ့တဲ့လေးရက်နေ့မှာစပြီးတော့လမ်းမဆွဲလူတွေဆန္ဒပြကြတယ်နော်ရှင်းရက်နေ့မှာနေပြီးတော့တပီကုန်းဝိုင်းမှာစပြီးတော့ ီအကြံဖက်ဆန္ဒပြတာတွေပြုခွင့်တာတွေဇလန်းတွေစားကြတယ်10ရက်နေမှာဒီမြန်မာနိုင်ငံနေမှာအဲ့ဒီအရေးခင်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်တိုင်းမှာပထမအဦးဆုံးလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာစပြောတာရာသာနော်အဲ့ဒီအချိန်တော့ကျွန်တော်သုံးတဲ့အကောင့်ရဲ့နာမည်ကရာသာနှလုံးနဲ့နော်အဲ့ဒီအကောင့်အရင်တော့တမာဒီဘွားရက်ခရာသာဆိုတဲ့နာမည်ရှေလို့ဆိုပြီးဖြုတ်လိုက်တဲ့ရာသာလေးအဲ့တော့လူတွေကနောက်ပိုင်းကျတော့ကျွန်တော်ပြောကြတယ်ကိုရာသာကိုရာသာနဲ့မေးကြတယ်ပြောကြတယ်ကျွန်တော်နာမည်အရင်ရာသာမဟုတ်ဘူးအဲ့ဒီခရေကလူထုက ရာဇာလို့ခေါင်းစဉ်တက်လိုက်တဲ့အတွက်ကျောင်းရာဇာဖြစ်သွားတာအဲ့ဒီအချင်းကနေစပြီးဒီကနေ့အထိဘသူထောက်ပံ့နာကိုမှမယူဘူးအဲ့တော့အဲ့လိုပြောရင်နည်းနည်းလင်ယာကျသွားလိမ့်မယ်နော်အာ2020ခုနှစ်ထဲမှာပေါ့ကျွန်တော်တို့နာမည်ကြီးရုပ်ရှင်တယောက်ဆောင်တယောက်ကအင်တာနက် wifi ဘူးဆိုပြီးတော့ဝင်ငါသောလူခဲ့ဦးတယ်အဲ့တော့မြမတက်မတော်ကြီးကဒေသကုကုစက်ထဏာချုပ်အဲတော့ကတက္ကသမှုဘုကျော်အွန်လိုင်းပေါ့ သူကသူ့ရုံးမှာခေါ်ပြီးတော့ဂုံပြုတ်ချင်းမြင့်ငွေဆိုပြီးစာအိတ်လေးတက်ပြီးပေးဘူးတယ်စာအိတ်ထဲမှာပတ်စံ9000ပါဘူးတယ်ဆိုတော့အဲ့နှစ်ခုပေါင်းလိုက်ကျွန်တော်တသိန်းတိတိအရေးကြီးစဖြစ်တဲ့အချိန်ကနေနော်ဖေဖော်ဝါရီလတရက်နေ့အာနာထိန်ဖြစ်စဉ်အပီဖေဖော်ဝါရီလ10ရက်နေ့ကနေဒီကနေ့ချိန်ထိကျွန်တော်ငွေတသိန်းလက်ခံရဘူးတယ်ဒီကြားထဲမှာရှိတဲ့အင်တာနက်ပေးကျွန်တော်ပတ်စံနေကျွန်တော်ခကြီးတွေသွားတယ်ရေကြီးတွေပဲပြီးခဲ့တဲ့ခါကျွန်တော်မန္တလေးကိုသွားတယ်နော်ပြီးရနေပြီးတော့ရန်ကုန်ကိုကားစီးရတယ် ရန်ကုန်နေပြီးတော့မန္တလေးကိုကားစီရတယ်။အဲ့ဒီကားကလမ်းမှာထမင်းစားတဲ့စိဘယ်သူမှကျွန်တော်ပြေးတာမဟုတ်ဘူး။မန္တလေးရောက်တယ်။တဲဟုတ်ကမ်းမတည်တယ်။ဘယ်ဖုံးကြောင်မှမသွားမတည်ဘူး။အတိမိတ်ဆွေတွေမန္တလေးမှာရှိတယ်။ပတ်တည်လို့ရတယ်။ဘယ်သူအိမ်မှာမှမတည်ဘူး။ကျွန်တော်တဲဟုတ်ကမ်းမတည်တယ်။ငါသုံးမိလေးတစ်စီးငားတယ်။စက်ကေကေတင်းငားတယ်။မြို့ပတ်တယ်။လိုက်ရိုက်ပြတယ်။ဘာလျှောက်ရိုက်ပြလဲ။ကောလာဟလာတွေအများကြီးပဲ။ကို့အတိစိတ်တဲ့နဲ့ငါတောင်းတိတယ်။ဒါငါလုတ်တင်တယ်။ဒီလိုပြန်ပြီးတော့ပြောသင့်တယ်ဒါအမှန်တရားမဟုတ်ဘူးဒါအမှန်တရားဒီနေရာဒီလိုဖြစ်နေဒီလိုတွေလိုအပ်နေတယ်ဆိုတော့ လူတို့သိစေခြင်းလို့သိအောင်ချပြရတာပဲရှိတယ်။ကျွန်တော်ဘာစိတ်ကူးမှမရှိဘူး။ဘာမျှော်လင့်ကြမှလည်းမရှိဘူး။အဲ့တော့သွားတယ်။သွားတော့ဂျင်းနီတဲ့မိတ်ဆွေတွေလမ်းပြောတယ်ကျွန်တော်ဒီမှာရောက်နေတယ်။ကဲတော့လူကျင်တဲ့ဆန္ဒရှိရင်လူနိုင်တော့တော့လူကြပါအောင်။အရန်ဂျင်းနီတဲ့လူ၄၅ရောင်းလောက်ကိုပဲဖုံးဆက်ပြီးပြောလိုက်တယ်။အဲ့တို့တက်နိုင်တာလေးလူတွေတချို့ဆို၂000လူတဲ့လူတော့ရှိတယ်။ကီပီးနဲ့လမ်းလွယ်လွယ်လွယ်တဲ့လောက်ပတ်စံနေအကုန်လုံးထည့်လိုက်တယ်။ဘယ်လိုလိုက်လူရမလဲဘယ်နေရာလူရမလဲကျွန်တော်လိုက်ကြည့်တယ်။တချို့နေရာတွေမှာမလူအဘူး။ တချို့နေရာတွေမှာလိုအပ်တယ်တချို့နေရာတွေမှာကျွန်တော်ပေးလိုက်တဲ့ပတ်စံသူတို့အတွက်ဘာမှဖြစ်လာမှာမဟုတ်ဒီတော့ကြီးကြီးမားမားလိုအပ်တဲ့နေရာတွေကိုလိုက်ပံမှုနေတဲ့ပုံစံတွေဘာလို့ရှိလဲပရိုက်တာတင်းနေလိုက်ကြည့်တယ်နောက်ဆုံးကျွန်တော်မစိုးရင်တိုက်တည်ဆရာတို့ဥရဥရတို့တော့တွေ့တယ်ဆရာတော်ကမနက်ခင်းတိုင်းမှာစာသင်သားတန်ခါတော်တွေနဲ့ဒီကျောင်းတိုက်တစ်ခုလုံးထဲမှာရှိတဲ့တန်ခါတွေကိုမနက်အာရုံစုံကတ်တယ်အာရုံစုံကတ်လို့ပို့တဲ့ထမင်းရင်းတွေကိုဖော်ဘူးတွေနဲ့ထည့်ပြီးတော့တကယ်လိုအပ်နေတဲ့ပြည်သူတွေကိုသူကိုယ်တိုင်လိုက်ဝေးတယ်ဒါကိုသွားမြင်တယ် နောက်ပြီးဆရာတော့အနေနဲ့ရဲကနေသူ့ရှီကိုလာလှူတဲ့ဝတ္ထုတွေကိုအဆောင်နေခြေနှောင်နေခေါင်းနေမိုးကာစားတွေရေခွက်တွေစပ်ပြတော်တိုက်စီရအဆဆရာတော့လူလေးသိပြီးကြောင်စီရအဆအကုန်ဝယ်ထားတာဆန်စီစားအဆဆိုအဲ့အရာတွေဝယ်ပြီးတော့လိုက်ပြီးတော့လှူတယ်ဆိုတော့ကျွန်တော်က9သိန်းလူမဲ့9000လူမဲ့1သိန်းလူတခြားလူလေအဲ့အရာတွေဆရာတော့ဆုပြီးတော့ဒီလိုလုပ်တာတော့မြင်တော့โอเคငါလည်းဒီထဲမှာအုတ်တစ်ချက်တဲတဲ့ပွင့်ပါမယ်ငါ့ကိုလူတဲ့လူလေးအစီပြီးအောင်တော့လူပြလိုက်ရိုးရှင်းနေကျွန်တော်ကကိုယ်တိုင်မလူနိုင်ဘူးလူတွေကိုလူပါလို့ကျွန်တော်ပြတ် ဲ့တည်းကျွန်တော်ဘာပြန်ရလဲဘာမြောက်လေကျွန်တော်ဘာလို့ကျင်းလို့လုပ်လဲဘာလို့ကျင်းလို့မလုပ်တယ်လဲမဟုတ်နာမည်ကြီးကျင်းလို့လုပ်တယ်ရလဲမဟုတ်နော်တို့သူများလူနေတိုင်း daily ပြောပြီးတော့ဟိုအယုံဆိုင်ကျွန်တော်ပြောတယ်စိတ်ကူးပေါ့ရင်ထပြောတယ်စိတ်ကူးမပေါ့ရင်ကျွန်တော်မပြောဘဲနေတာအရာကြီးပါခဲလို့သိပါတယ်ဆိုတော့ဒီကနေ့ဘာလို့အဲ့ဒါကိုပြောရတာလဲကျွန်တော်တချို့ကပြောတာမင်းမရလို့ပြောတာမို့လားတဲ့ကျွန်တော်လူချင်းရင်ကျွန်တော်ကန့်လန့်တဲ့ပုဂ္ဂိုလ်ရှိတာဘယ်ဘက်ကိုမှမလိုက်ခဲ့ဘူးတကယ်လို့ဒီဆုံးနေမှာနော်ပါဠိနိုင်ငံကြီးတောင်ကျွန်တော်တခါတော့ဝင်လှုပ်လိုက်ပါသေးတယ် ်ခုလည်းကလန်းတဲ့ပါတီတွေရှိတယ်ဘဲမှမတော့ဘူးဘာလို့လဲကျွန်တော်အာနာကြီးမလိုချင်လို့ဒါလိုချင်လို့အလုပ်လုပ်နေတာမဟုတ်တဲ့အတွက်ကျွန်တော်တို့အရင်ပေါ့နေရာဆိုရလည်းအရင်ပေါ့ရာထူးဆိုရလည်းအရင်ပေါ့လုတ်ပိုင်ခွင့်ဆိုရလည်းအရင်ပေါ့ကျွန်တော်ကြောခင်းမှုအိမ်တစ်လုံးရှိတယ်ထိုင်ရန်ကားဝါခင်းတုံမိုးလုံလုံလေးလေးမိုးလုံလေးလုံးကျွန်တော်ခြံစည်းကိုပက်ပက်လေးမှာတစ်ပင်လေးတွေစိုက်ထားတယ်အေးချမ်းတယ်ထမင်းစားဖို့ပူစရာမလိုဘူးကျွန်တော်အိမ်နောက်ဘက်မှာဖုန်းချောင်းရှိတယ်တက်စားလိုက်ရုံပဲဘာလို့ဖုန်းချောင်းဆွညာနေအများကြီးပူလေထမင်းစားရင်ဆိုကျွန်တော်လာမစားလဲဖုန်းညာလန့်ခေါ်တယ်ဒါကြီးထမင်းစားလို့ရပြီ တက်စားလိုက်ဦးမယ်ဆိုတော့ကျွန်တော်ရှာတဲ့ပတ်စံအတရင်ပိုးနေတယ်ပိုးတဲ့ပတ်စံကျွန်တော်ဘာလုပ်လဲအကျိုးရှိသုံးချက်ကျွန်တော်တယောက်တည်းသမားကျွေးစရာမရလဲမရှိသားလဲမရှိကျွန်တော်အမေရလဲပင်စင်နှစ်ခုနဲ့ပေါ့နော်သူ့ရဲ့ကျောင်းဆရာမပင်စင်ရဲ့ဆုံးသွားတဲ့ကျွန်တော်အဖေရဲ့ဒီကဝေးပင်စင်နှစ်ခုရတယ်သူကလည်းအေးစေးပဲလက်ကြည့်ရမလို့ကျွန်တော်ညီမကလည်းသူ့အိမ်တော်နဲ့သူသူစီးပွားနဲ့သူဆိုတော့ကျွန်တော်တယောက်တည်းသမားအဲ့တော့ကျွန်တော်ရှာတယ်ရှာတဲ့ပတ်စံကိုကျွန်တော်လှူတင်းတလောက်လှူတယ်အများပြည်သူမသိတာကိုသိအောင်ကျွန်တော်လိုက်ရိုက်ပြရတယ်ကျွန်တော်ပြရတယ်ကျွန်တော်ပြလိုက်တဲ့ဘာအတွက်ဘာဖြစ်သွားလဲ မသိတဲ့လူတွေတိသွားတယ်။သိတဲ့အတွက်စင်ချင်းစရာကြီးရှောင်ချင်းစရာကြီးရှောင်ချင်းတယ်။အော်နောက်တစ်ခုကျွန်တော်ဘုရားကျွန်တော်နောက်မှာထိချိတာလေဒီတစိမ့်ကြီးဘာတွေလဲတဲ့မေးကြတယ်။ဆိုတော့ဒါကကျွန်တော်အလုပ်လုပ်ခဲ့တဲ့ဟိုတချင်းအမှတ်တရပြပါနော်။ဒါကကျွန်တော်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ပြည်ရဲ့ဒုတိယဒေတာကုတ်ကဲရေးမှုဘုံမကြီးကောင်းမြတ်ကကျွန်တော်ကို2022ခုနှစ်မေလ10ရက်နေ့မှာဒီကုန်းမှတ်တက်လောက်ပြီးခဲ့တာ။နော်အဲထဲမှာဘုဂရန်ဒီတိုင်းအလောက်ချက်ပြီးခဲ့ရင်ပြည်မျိုးနဲ့ရဲရ လုံခြုံရေးပြည်သူလူထုအခြေပြုတရိမ်မှန်ပြည်ညာရေးပြည်သူထောက်ကူပြီးလုပ်ငန်းများဆွတ်ဆွတ်တမန်ပါဝင်ခဲ့သောဥတုရင်းဝေးရာစာအထူးကျေးဇူးတင်ရှိပါသောကြောင့်ဤမှတ်တမ်းတော်ဖြင့်ဂုဏ်ပြုအပ်ပါသည်တဲ့ဒါလေးဆိုတော့ဒါကဒေသကုတ်ကေးဒေသကုတ်ကေးမှုစထနာချုပ်ပြည်ရဲ့ဒုတိယဒေသကုတ်ကေးမှုပြီးထားလားဒီဘက်ကဥစ္စာကဟိုပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဘုံစုပြည်လင်းပြီးထားလားဆိုတော့အခုအဲ့ပုဂ္ဂိုလ်ကတော့မရှိတော့ဘူးနော်အာဒီဘက်ကဥစ္စာကအဲ့ဒီအချိန်တုန်းကပြည်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင်တစ်ကင်ခဲ့တဲ့ဒုတိယဘုံမှုကြီး ကြီးပေးထားတာဟိုဘက်အစွန်ဆုံးကဥစ္စာကပြည်မြို့နယ်ရဲတပ်ဖွဲ့ရဲတပ်ဖွဲ့မှုနော်ပေးထားတာဆိုတော့တချင်တော့ကျွန်တော်ကပြည်မှာသွားပြီးတော့အာဒီကိုငါကိုဆိုတဲ့တက်မှာတက်ရိတ်တာမှာပေါ့နော်ကျွန်တော်သွားပြီးအလုပ်လုပ်ပြီးဒါပေမဲ့အဲ့တက်ရိတ်တာမှာကျွန်တော်တို့ထမင်းချွေးတယ်ကျွန်တော်ထမင်းယူစားတယ်ဒါပေမဲ့ကျွန်တော်အပြည်မှာဝယ်စားတာအဲ့ကိုငါကိုတက်ရဲ့ရှေ့မှာပန်းချယ်ရီဆိုတဲ့ထမင်းဆိုင်လေးရှိတယ်မိကြီးပါခင်ဗျားတို့သိတဲ့လူတွေအဲ့ဒီဆိုင်မှာကျွန်တော်နေတိုင်းဟင်းဝယ်စားတယ်ဟုတ်ပြီနော်ထမင်းကျွန်တော်တခုတည်းကိုသူထမင်းနေရာပို့တယ်လေဟို အချို့သားတွေအတွက်လည်းထမင်းရအချက်ထားတော့ပို့တော့ထမင်းယူစားလိုက်တယ်ဒါပေမဲ့ခင်းကျွန်တော်ကျွန်တော်ဝယ်စားတယ်အပြင်သွားမယ်ကျွန်တော်စိုက်ကယ်စီးဖြစ်ပြီးကျွန်တော်သွားတယ်ဂျိုက်ကူရေးသွားလုပ်တယ်ကျွန်တော်ဖုံးပြီးကျွန်တော်ဖြစ်ပြီးကျွန်တော်ရိုက်တယ်ဒီလိုကျွန်တော်ဖြတ်တန်းလာတာအဲ့ဒါကျွန်တော်လက်မထောင်နိုင်တယ်ဒါကြောင့်ကျွန်တော်ဘာဖြစ်လဲမှန်တာကိုပြောတယ်အဲ့လိုပြောတဲ့အတွက်အဲ့ဒီတက်ဝန်းထဲမှာအလုံးလုံးနေတယ်ကျွန်တော်တောင်းတုံးနေကြရသွားတယ်ရိုးချင်းလေးနော်မှန်တာကိုပြောတယ်ခုလည်းပြောတော့မယ်သူများရဲ့လူမျိုးတော့တစ်ဖက်ထဲကျွန်တော်မရဘူးနေတဲ့လူကလည်းအနီကိုချစ်လို့အနီတဲ့အနီတွေဘာလို့လို့ ခေါင်းညိပြီးတော့အပြစ်ဖုံးတယ်စိမ့်တဲ့လူကလည်းစိမ့်နေတယ်ကိုချစ်လို့အစိမ့်ဘာလို့လို့သူတို့ခေါင်းဆောင်ဘာလို့လို့မှန်တာပြောတယ်ကျွန်တော်မှားရင်မှားတာထားပါဘာလို့အနီးပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်လူသားစစ်စစ်တည်းတယောက်မှဟိုလောဘဒေါသမောဟကင်းနေဖျားပစ်စီကဘုရားဒီမပါဘူးပုရုษရှင်နေကြည့်မယ်လူမှိုင်းဆုံးမြတ်ချက်ကမှားပါပဲဘလောက်တော်တဲ့လူဖြစ်ဖြစ်မှားတယ်အဲ့တော့မှားတာလေးကိုထောက်ပြိုင်အပြစ်မမြင်နဲ့အောင်ငါ့ကိုချစ်လို့ငါ့ကိုကောင်းအောင်လို့ငါကောင်းတဲ့ထက်ပိုကောင်းအောင်လို့သူငါ့ကိုထောက်ပြနေတာပါလားဝေဖန်နေတာပါလားလို့တွေးကြည့်လိုက်ပိုပြီးကောင်းတဲ့ကောင်းလာ တော့ဒီကနေ့ညနေနှစ်စန်းတရက်ညနေနေဘလို့ဝင်သွားလဲဆိုမြင်တဲ့ရက်အလူတိပုံမှန်နဲ့မတူနေရောင်ကမီးလောင်တယ်လို့ပဲနေရောင်ကြီးကညနေပိုင်းမှာနေလုံးညိုကြည့်ရတာလဲအင်တာမျက်စိဆူးတယ်လုံးဝမီးတောင်ကြီးတစ်ခုကိုကြည့်နေရတယ်လို့ပဲပုံမှန်နေဝင်သွားတာနဲ့မတူဖြစ်ရတယ်ဆိုမြန်မာနိုင်ငံဒီထက်ပို့ပြီးတော့ရှေ့မှာအေဂျင်မို့ထက်ဆိုးဝါးဘူကပုံများတယ်အမေကကျွန်တော်သုံးသက်ပါတယ်ကျွန်တော်အထက်ကထွက်လာတဲ့အချိန်မှာပြောတယ်ဒီဇင်ဘာပထမပတ်မှာရန်သူတွေစီးရဲအရှိန်မြင့်လိမ့်မယ်လို့ရန်သူတက်လာနိုင်တဲ့ရန်သူရဲ့စစ်စစ်ရဲ နော်ဟိုရန်သူတွေစည်ရည်ပြင်မဲ့လမ်းကြောင်းတွေကိုကျွန်တော်အမြဲတမ်းပြောတယ်ဘယ်ညာနှစ်ဖက်ညက်လိမ့်မယ်အလဲကောင်လမ်းဖြတ်လိမ့်မယ်ကျွန်တော်ပြောခဲ့ဘူးကမဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောခဲ့ကြတဲ့လူတွေအများကြီးပဲကျွန်တော်ပြောရတိုင်းဖြစ်တယ်နော်ထပ်ပြီးတော့ကျွန်တော်ပြောလိုက်တယ်အမေရိကန်နိုင်ငံကြီးအပြောင်းအလဲဟာမြန်မာဘိုးတက်ရောက်လာလိမ့်မယ်အဲ့တော့အမေရိကန်အထောက်ပံ့နဲ့နေလာတဲ့ဒီအဖွဲ့အစည်းတွေဟာအမေရိကန်ရှိရအထောက်ပံ့ကိုမရတော့ဘူးဆိုရင်တို့ရက်တည်ဖို့အတွက်ခြေကုပ်ယူဖို့တို့ရိတ်ခါတွေတို့လက်နက်ဖြစ်တင်းဖို့ကြီးစံတွေဝယ်ဖို့အတွက်တို့ရတာလုပ်တော့မှာကျွန်တော်ပြောခဲ့ဘူးတယ်နော် အခုဖြစ်လာပြီဒီထက်ပိုပြီးစိုးရွားဖို့အချိန်ရှိတယ်မြန်မာနိုင်ငံတဘာကပ်ဘီတွေနဲ့တိုင်းပြည်တွေမှာကိုယ့်အကူဒုက္ခရောက်လို့နလန်မထနိုင်တဲ့အချိန်တစ်ဖက်ရန်သူကလည်းအဲ့ဒါအခွင့်အရေးယူမှာအလုံးမျက်ဖြူဆိုင်လေးဆရာကြိုက်လေးပဲသူတို့မှလည်းသူတို့ရဲ့ခက်ခဲရှိတယ်သူတို့ရဲ့ခက်ခဲကပါလေဒီတစ်ဖွဲ့တစ်ခုလုံးသူတို့ရဲ့ဒီအဖွဲ့စည်းတစ်ခုလုံးစားဖို့တောက်ဖို့လက်နက်ခဲယမ်းနေနေဖို့ထိုင်ဖို့ကြမ်းမိုင်းနဲ့ပတ်သက်တာတွေအဝတ်အစားတွေသုံးဆောင်တွေဒါတွေဖြစ်နေဖို့တန်ငွေလိုတယ်အဲ့လိုငွေရှိဖို့အတွက်နေရာတစ်ခုခြေကုပ်ယူဖို့လိုတယ်လုံးမှာပဲသူတို့ကလည်း ီဘက်ကလည်းကယ်ဆယ်ရေးကိုလည်းစစ်သားနယ်ပဲလုပ်တယ်ပြန်လည်းတိဆောက်ရေးကိုလည်းစစ်သားနယ်ပဲလုပ်တယ်ကာကွယ်ရေးကိုလည်းစစ်သားနယ်ပဲလုပ်တယ်ဆိုတော့အနေရကစစ်သားနယ်လုပ်တယ်စစ်တီအင်ရတွေပြန်ကျင်းနေပြန်ကွဲနေပြီကယ်ဆယ်ရေးတော့လုပ်တဲ့စစ်သားတွေယူနီဖောင်းဝတ်ထားတယ်တနက်မပါဘူးလို့ရန်သူလုပ်ကြမှုအရင်လွယ်တယ်တတိခါပါပြန်လည်းတိဆောက်ရေးလုပ်နေတဲ့စစ်တီတွေတနက်ကြီးတကားကနဲ့ equipment နဲ့ကြီးစံနဲ့ standby နေနဲ့ပြန်လည်းတိဆောက်ရေးကိုလုပ်လို့မရဘူးတော့စစ်သားစစ်သားတွေလုပ်တယ်ဆိုတော့အသိဖို့အတွက်ယူနီဖောင်းတော့ဝတ်ကောင်းဝတ်ထားလိမ့်မယ်ကိုယ့်အနေကိုဖိတ်ခေါ်တယ်လို့ပဲအဲ့တော့စစ်တီတွေအနေနဲ့ပြန်လည်းတိဆောက်ရေးတို့ ကယ်ဆယ်ရေးတို့လုတ်တဲ့အခါမှာယူနီဖောင်းမိုးစေ့ခြင်းအနေအများလို့ပါဘာကြောင့်လဲလက်နက်မဲ့ကိုကိုအခွင့်အရေးစောင့်နေတဲ့ရန်သူကဒုက္ခပြီးသွားတယ်ဒါလေးတစ်ချက်ကျွန်တော်ပြောချင်တယ်ဆရာတတိထားပါနော်အကျွန်တော်ပြောချင်တာဒါပါအခင်ဗျားပြောတယ်လို့ကျွန်တော်ဘာရင်းညာတွေလာမယ်ဒီနောက်က၄ခုတောင်အမှတ်တရအနေနဲ့ကျွန်တော်ချိန်တာပြည့်အဲ့ဒီ၄ခုအဲ့လက်မှတ်၄ခုကကျွန်တော်ဘာမှကာကွယ်မပေးနိုင်ဘူးဘာမှလည်းလုပ်လို့မရဘူးဘယ်နေရာမှာမှလည်းတုံးစားလို့မရဘူးရိုးရှင်းပြောတာ ဒါပေမဲ့အမှတ်တရတခုဩငါတချင်တော့ဒါဒီလောက်ခဲ့လို့ဒီအထောက်ထားလေးရှိဒီအမှတ်သားလေးဒီအမှတ်တရလေးတွေအဖြစ်နေပဲချိန်ချတာရှိတာဘာမှလုပ်မရဘူးဘယ်နေရာမှကိုသုံးမရတဲ့လက်မှတ်တွေဒီလက်မှတ်တွေပြပြီးဘာလို့လုပ်မရဘူးဒါကြီးဒါချိန်ချတာလေအထက်ရောက်တာရောက်တာပဲကဲလင်းကဲလင်းလုတ်ခဲ့ပါတယ်လို့ဟိုထောက်ခံချက်တောင်ဘာမှမပြီးဘူးအနေစားတခုကိုဖြစ်ကိုခံမယ်လေဆိုတော့ကျွန်တော်ကကျွန်တော်ပြောချတယ်မနာလို့လို့ပြောအောင်ကျွန်တော်လူလုံးနိုင်ပါတယ်လို့ လမ်းမထောင်နေလို့ရှိရင်ပြတ်သမားပြတ်ချီသမားသိချင်လို့ခုလက်လုံတော့မယ်ဘာသူမှကိုကိုကိုမဆိုင်ဘူးဘာသူခိုင်းခိုင်းမခိုင်းခိုင်းကိုလှုပ်ဆရာရှိတာလှုပ်တယ်လှုပ်တဲ့နယ်လို့ထင်တဲ့အရာကိုဒီအောင်နောက်နဲ့ဆုံးဖြတ်ပြီးလှုပ်တယ်ပြောတဲ့နယ်လို့ထင်တဲ့စကားကိုဒီအောင်နောက်နဲ့ဆုံးဖြတ်ပြီးတော့ပြောတယ်အလကားနေထိုင်နေတဲ့အာရရပေါ်ပြင်ဖြစ်အောင်လိုက်ပြောမနေဘူးကျွန်တော်လက်အချိန်ဒီမအောင်နှမျောတယ်အနားယူတဲ့အချိန်ရှိတယ်အလုပ်လုပ်တဲ့အချိန်ချင်းထမင်းစားဖို့ပတ်ဆက်ရှာရတယ်အဲ့လိုလေသွားဖို့လာဖို့ပတ်ဆက်ရှာရတယ် ကိုပိုင်လုပ်ကလေးလေးလောက်ပါသေးတယ်။ကျွန်တော်ပြောရှင်းမှုလေးကျွန်တော်ကြံဖန်ပြီးတော့ရှာသေးတယ်။တော့ပြောပြတာခင်ဗျားတို့သိအောင်လို့နော်။အော်နှစ်ဆန်းတရက်နေ့ဒီနေ့အခုနှစ်သိက်ကိုစပြီးခြေချပြီဒီနေ့တရက်ရှစ်ဆက်ပြီးကျွန်တော်တို့အားတင်းထားဖို့လိုပါလေ။ဘာကြောင့်လဲ။မကြတော့ချိန်မှာမိုးရင်းကြလာတော့မယ်။မိုးစကြပြီးမုတ်တုံလာပြီဆိုရင်မုန်တိုင်းတွေဝင်လာတော့မယ်။တခုကပျက်စီးလို့ကယ်လို့မပြီးသေးဘူး။တိတ်မကြခင်မှာရည်ကြီးတာလေးဖြစ်လာတော့မှာ။ဒီတော့ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ဖို့လိုတယ်ကျွန်တော်တို့ဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်ရန်သူကလည်းလက်လွတ်မခံပဲအခွင့်အရေးကိုအသုံးချလိုက်မယ်ဒီတက်ကျွန်တော်တို့အားတင်းထားရမယ်ကြိုတင်ပြင်ဆင်ထားရမယ်ဒါတင်းတစ်ခုကိုအဓိကပြောချင်တယ်